အလုံးမင်္ဂလာခင်ဗျာဗာဆလန်အမန်နေကြိုဆိုပါရယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးရပါတော့ဗာလဲဆိုတော့ကျွန်တော်ဘာစီလိုနာအသင်းအနေနဲ့လက်ရှိကြုံတွေ့နေရတဲ့ injury ပြဿနာတွေပြီးရင်ဒီ injury ဖြစ်တဲ့ကစားသမားတွေရဲ့ဘာစီလိုနာရဲ့ရဲ့ဒီ system ဒီကစားပုံမှာအကျိုးသက်ရောက်မှုပေါ့နော်ဒီကစားသမားတွေမရှိတဲ့အချိန်မှာကျွန်တော်ဘာစီလိုနာအနေနဲ့ဘယ်လောက်ဒီအားနဲ့သွားနိုင်မလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်တို့ဆွေးနွေးကြရအောင်ပထမဆုံးအနေနဲ့ Roan Garcia အဲသူဟာအေကိုသမားဖြစ်တဲ့အလျားကိုကျွန်တော်တို့ဘာစီလိုနာအတွက် မြန်ဆုံးမဖစ်ဖြစ်တဲ့ကစားသမားပေါ့နော်ကျွန်တော်တို့ပေးရတဲ့ဈေးထက်အများကြီးတန်တဲ့ကစားသမားဖြစ်တယ်သူရဲ့ဘောလုံးကိုပေါက်ကောက်ကွယ်မှုဘောလုံးနဲ့ဖြောင်းဝေပေးမှုစိတ်ချစီတယ်ပေါ့နော်မန်ရီတာစီဂျန်တို့ထက်ကျော်ပြီးတော့နံပါတ်1ကိုသမားဖြစ်နေတယ်ဒါမှမဟုတ်လဲအဲစိတ်မကောင်းစွာနဲ့ပဲကစားသမားဟာကျွန်တော်တို့ဒီ training session မှာ injury ဖြစ်တယ်ပေါ့နော် level 2ပေါ့နော်အယုတ်ပြတ်သွားတယ်လို့ပြောတယ်ပေါ့နော်ညီကိုဆိုတော့ကသူက၄ပတ်နေ၆ပတ်အတွင်းအနားယူရမယ်ဆိုတော့သူမရှိတဲ့အချိန်မှာတော့ကျွန်တော်တို့ရဲ့ဒီ backup ကိုသမားအနေနဲ့အဲ chess နီပဲပြန်ပြီးတော့ ံပြန်လေးကိုဆင်နွှဲရမှာပေါ့နော်ဒီဆရာကြီးပဲစံပြန်လေးကိုဆင်နွှဲပေးရမှာအဲရွန်ကာစီယာအနေနဲ့ပွဲတွေကတော့တော်တော်များများကိုလွှဲချော်သွားမယ့်အနေအထားဖြစ်တယ်အခု Real Sociedad နဲ့ပွဲလဲသူလွှဲချော်မယ် PSG နဲ့ပွဲလဲလွှဲချော်မယ် Sevilla ပြီးရင် International Break International Break ပြီးတော့ဒီ October 16မှာကံမယ် Euro နဲ့ပွဲလဲလွှဲချော်မယ် Champions League Olympic Cup နဲ့လဲလွှဲချော်မယ်ကျွန်တော်တို့ရခါသီးပြိုင်မဲ့ Real Madrid ပွဲမှာလဲ Real Sociedad အနေနဲ့လွှဲချော်မယ်ပေါ့နော်ပြီးရင်အဲ La Liga ပွဲစဉ်ဖြစ် AC ပွဲမှာလဲလွှဲချော်မယ် ိုတော့ကကျွန်တော်ထင်ထားတာတွေကိုပို့ပြီးတော့ပြင်းထန်နေတယ်ကျွန်တော်တို့ဘာစီလိုနာအတွက်ထိုးနှက်ချက်တွေဖြစ်နေတယ်ပေါ့နော်ကိုကစားသမားဒီ injury ပြဿနာတွေကဆိုတော့ထားပါတော့ဒီကိုသမားနေရာမှာတော့ကျွန်တော်တို့ Chesney အစားထိုးလို့ရတယ်လို့ပဲထားပါတော့ပေါ့နော် Chesney ကလည်းကျွန်တော်တို့မိနစ်တောင်အကောင်းဆုံး lesson ပြပြီးတော့ကောက်ကပေးသားတဲ့ကစားသမားဆိုတော့ကျွန်တော်တို့အနေနဲ့အတိုင်းအတာတစ်ခုထိစိတ်ချရတယ်ပေါ့နော်အဲကျွန်တော်တို့တွေဒီတကယ်ထိုးနှက်ချက်က Ravenia မရှိခြင်းပြဿနာပဲ Ravenia ကကျွန်တော်တို့ဒီ Benfica ရဲ့လက်ထက်မှာ left wing က right wing ကကျွန်တော်တို့လိုအပ်ရှင်ဒီ49 ठी ပါကစားပေးတယ်ပြီးရင် number 10 row တကယ်မဖြစ်နေရတယ်မှာပါ Ravinia အနေနဲ့ကောင်းစွာကစားပေးနိုင်တယ်အခုနောက်ပိုင်းဆိုတော့ Ravinia အနေနဲ့သူအာတန်နဲ့ညာတောင်မှာမှာဆော့ပေးနေတယ်ဘာလို့လမ်းရမယ်မရှိတဲ့အချိန်တွေတွင်လေးမှာဆိုတော့က Ravinia ဟာကျွန်တော်တို့လမ်းရနေမရှိတဲ့အချိန်မှာအကောင်းဆုံးအသင်းကိုထမ်းဆောင်ပေးခဲ့တဲ့သူဖြစ်တယ် လမ်းရမယ်ပြန်လာတဲ့အချိန်မှာတော့ကျွန်တော်ကတော့ထင်ထားတာ PSG နဲ့ပွဲမှာပေါ့နော်ဘက်တောင်မှမှပြန်ပြီးတော့ဆော့ပြီးတော့ပေါ့နော်ဒီကျွန်တော်အနေနဲ့ကတော့ရာဖင်ညာအနေနဲ့ဘက်တောင်မှမှတော့ပို့ပြီးတော့ခြေစွမ်းပြနိုင်နေသေးတယ်လို့တော့ထင်နေတယ်ပေါ့နော်ညီကူတို့ဆိုတော့က မကာရာဖိုးအတွက်ကံကောင်းတယ်လို့ပဲပြောမှာပါမကာရာဖိုးကလည်းဘာစီလိုနာနဲ့တပြေးပြေးနဲ့တော့အသားကျလာပြီပေါ့နော်။အာနေချအသားချတယောက်နဲ့တယောက်တော့မတူဘူးပေါ့။ဒါပေမဲ့ဘာစီလိုနာရဲ့ကစားဟန်နဲ့ဆိုရင်တော့ရာဖင်ညာကျွန်တော်တို့တက်တန်ဖိုးဖြစ်မရနိုင်ဘူးပေါ့နော်။ဆုံးချုံမှုတကူပဲ။ပြန်လာတဲ့ကစားသမားတွေကတော့အလန်ဒိုဘယ်ဒီနဲ့လမန်ရမယ်။အလန်ဒိုဘယ်ဒီလည်းကျွန်တော်တို့ပြန်လဲပေါင်းလာနိုင်တဲ့အတွက်ကြောင့်မကာရာဖိုးအနေနဲ့ကတော့တည်င်းကောင်း။မကာရာဖိုးအနေနဲ့1 vs 1မှာတော်တော်အားနည်းနေတယ်ပေါ့ကျွန်တော်တို့အနေနဲ့မကျော်နိုင်ဘူးကစားသမားတွေကို။ဆိုတော့ဒီနေရာမှာအလန်ဒိုဘယ်ဒီပြန်လဲပေါင်းလာနိုင်တာကမကာရာဖိုးအတွက်တော်တော်ကိုဒီ ကူရရှိသွားခဲ့တယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့နောက်တစ်ယောက်ကကြတော့ဒီ farming loop ပဲ farming loop ပဲမပါဘူးဆိုရင်ကျွန်တော်တို့ rafinha ပါသေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ပထမပွဲတွေမှာဒီ present ပေးတဲ့အချိန်နေမှာဘာပဲဖြစ်ဖြစ်စင်ပြေသေးရယ်ကျွန်တော်တို့စဉ်းစားကြည့်အောင်ဒီကျွန်တော်တို့ tight set ကိုဒီ tight set မြားဦးမှာကျွန်တော် faran torre ပဲထားပါအောင်ပေါ့နော် lewandowski တယောက်ရောက်ပေါ့ faran torre ပါတယ်လို့ပဲထားပါအောင်ညီကိုတို့နော်ဒီ left wing ကမှာဒီ rangel rafu ကျွန်တော်တို့ right ဝင်ကမှာဆိုရင်လမိုင်းရမယ်ပြန်ပါဝင်လာမယ်ပေါ့နော်အတက်ကမဖီနေရမှာဆိုဒန်နီအိုမိုပါလာမယ်သူတို့ကကျွန်တော်စဉ်းစားကြည့်ဒန်နီအိုမိုဆိုဒီမှာလဲသူ့ရဲ့ကစားဟန် playing style ဟာပုံလင်းလင်းပြောမှဆိုရင် farming lobet လောက်ကျွန်တော်တို့ဘာစီလိုနာမှာ flexible မဖြစ်ဘူးပေါ့နော် farming lobet ဒီဒီကျွန်တော်တို့အနေနဲ့ပေါ့ hansi flick ရဲ့ system မှာပို့ပြီးတော့ကြိုက်တယ်လို့ကျွန်တော်ထင်တယ်ဘာဖြစ်လို့ဆိုတော့ farming lobet ကအလုပ်တွေအများကြီးလုပ်နိုင်တယ်ဘောလုံးဆုံးရှုံးတဲ့အချိန်တွေမှာဒီအမဲရဲ့ဒီကျွန်တော်တို့ defensive shape အထိဒီ defensive midfield အကုန်လုံးကသူက press လုပ်ထားတာဆိုတော့ကပြိုင်ဖက်အနေနဲ့ ကျွန်တော်ဘောလုံးကိုပြန်ပြီးတော့ဘေးကလှုပ်ဖို့အတွက်ကကြတော့တော်တော်ခဲရင်းနေပေါ့နော်သူရှိတဲ့အချိန်မှာသူကတချောက်တကွင်းလုံးပတ်ပြေးနေတဲ့အနေထားဆိုတော့လေပုံမှန်လည်းပြောမယ်ဆိုဖရန်ကီတီအောင်နဲ့ပဲတွေ့တယ်လက်သက်တာလည်းသူရှိတဲ့အချိန်မှာအဲ့တော့ရာဖင်ညာနဲ့ထိုနီလကောက်မယ်ရာဖင်ညာဒီကျွန်တော်တို့ဒီပြိုင်မဲ့ရဲ့ခန်းစစ်အထိ ဒီကိုသမားအထိပါတက်ပြီးတော့ဒီကျွန်တော်တို့ present ပေးတဲ့ကစားသမားဖြစ်တယ်။သူမရှိတဲ့အချိန်မှာဘာစီလိုနာတိုက်စစ်ကျွန်တော်ကြည့်ကြည့်တဲ့အချိန်မှာလမိုင်းရမယ်ကြည့်မယ်ညာတောင်းမှာမှာဘယ်ဘယ်တော့မှမဆိုရင် market refu ရှိမယ်။ဆိုတော့ဒီကစားသမားနှုတ်ဒီခုနရာဖင်ညာတို့လို့မဟုတ်ဘူးလမိုင်းရမယ်ဆိုလဲညီကိုတို့တိတဲ့အတိုင်းပဲသူဟာအဲ့လောက်ကြီး present ရရင်ပေးတဲ့ကစားသမားမဟုတ်ဘူးရာဖင်ညာမရှိတဲ့အတွက်ကြောင့်ဒီ refu နဲ့လမိုင်းရမယ် present မပေးဘူးဆိုရင်ကျွန်တော်တို့နောက်က LB တို့ RB တို့ဒီကစားသမားတွေကသွားပြီ Ulas Conte တို့ဒီဘက်က Alejandro Valverde ဂျာရမာတင်စီကစားသမားတွေကပို့ပြီးတော့အလုပ် ချုပ်စေပြီပေါ့နော်သူတို့ကတိုက်စစ်မြအူမှာဖရန်တော့နဲ့ပေါင်းလိုက်တော့မစိုးဖရန်တော့ကတော့တော်တော်ပရဇင်ပေးတဲ့ကစားသမားပဲနော်တခြားပြေးနေတာသူလဲအားနေချက်အသက်ချက်ပဲလူဒေါစကီနဲ့ဒီဒန်နီအိုမိုအတွက်ပါလာပြီဆိုရင်တော့ကျွန်တော်တို့ဒီ final တက်ဆုံနေမှာတော်တော်ကိုဒီ clinical ဖြစ်တယ်ပေါ့နော်ဆိုတော့ raffinia ဆိုရင်လဲကျွန်တော်တို့ဒီ goal ရှုတဲ့နေရာတွေရဲ့ clinical ဖြစ်တယ်အရန်ကိုတည်တတ်တယ် ဒီဟာတွေလည်းကျွန်တော်တို့အတွက်ဆုံးရှုံးသွားရတယ်ပေါ့နော်ဒီ၃ဘက်အတွင်းဘာစီလိုနာရဲ့ကစားဟန်နဲ့ဆိုရင်လမိုင်းရမယ်တစ်ဖက်မှာရှိရမယ်အဲ့လိုမျိုးကစားသမားလေးပါရမယ်တစ်ဖက်မှာရာဖင်ညာလိုအလုံးကျိုးသားတဲ့ကစားသမားပါရမယ်ပြီးရင်အဆုံးသက်သေချာတဲ့လွန်ဒေါစုလိုကစားသမားပါရမယ်ကျွန်တော်တို့ဘာစီလိုနာမှာဒီလူကတော့လူစုံပဲသူ့ရဲ့ဒီတည်ရမလားသူ့မှာအိုက်တန်စုံတဲ့ကစားသမားတွေပဲအတားချက်အနေချက်ပေါ့နော်ဆိုတော့က တိုင်ဘက်ဆိုတာအမျိုးမျိုးပဲလေနော်ကျွန်တော်တို့ဒီ low block ကစားတဲ့အသင်းတွေ defensive shape အများကြီး sort တဲ့အသင်းတွေဆိုရင်တော့ကျွန်တော်တို့ Danny Omo တို့ကျွန်တော်တို့ကဒီသူ့ရဲ့ final တက်ဆောင်က decision တွေကအရင်ကောင်းတယ်လေ Danny Omo တို့ဒီ one pass one ကြော်ဖြတ်နိုင်မှုတွေကျွန်တော်တို့ Danny Omo ကအရင်သုံးဝင်တယ်ဒါပေမဲ့လည်းခုနလိုပြောတဲ့အဲ့ဒါ quick transition တွေနဲ့သွားရမယ်ဝုံတိုင်းဝုံတိုင်းဆွားမယ်အနေထားတွေနောက်ပြီးရင်ပြိုင်ဘက်နဲ့တူတင်ကိုတင်ကြုံရမယ်အနေထားမှန်ဆိုရင်ကြောကျွန်တော်တို့အနေနဲ့ Rafinha တို့ Fabinho တို့ကကျွန်တော်တို့အတွက်တကယ်လို့လိုအပ်တဲ့ကစားသမားတွေဖြစ်နေတယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကြောင့်ကျွန်တော်ပြောချင်တာကတော့ ဘာစီလိုနာအနေနဲ့ဖာမီလိုပဲနဲ့ရာဖင်ညာမရှိတာကတော့တော်တော်ကိုထိုးနှက်ချက်ကြီးတခုဖြစ်သွားတယ်ဂူသမားကတော့ကျွန်တော်တို့အနေနဲ့ဝါချက်ဆက်စနီကလည်းအကောင်းဆုံးကစားသွားမယ်လို့ကျွန်တော်အနေနဲ့ယူဆရပါတော့နော်ဆိုတော့ကျွန်တော်ဆိုရင်ကတော့ဂူနာကျွန်တော်ပြောတဲ့အတိုင်းပဲမက်ဂရာဖိုးနဲ့လမရမယ်ဒီခန်စစ်ကိုအဲ့လောက်ကြီး all the ball movement တွေမှာအဲ့လောက်ကြီးကူတဲ့ကစားသမားတွေမဟုတ်ဘူးအဲ့ဒီတော့ကြောင်းဘာစီလိုနာရဲ့ line တွေကိုပြန်ပေးတယ်နဲ့လော်လော်ကူကူပဲရှုပ်ဖြတ်သွားနိုင်မဲ့အနေထားဖြစ်နေတယ်ပေါ့နော်ဖရန်ကီတီယာနဲ့ဘက်ထရီကတော့ပိုပြီးတော့အလုံးလောက်ရမယ်လို့ကျွန်တော်ထင်နေတယ်ပေါ့နော် ပြီးရင်ကျွန်တော်တို့ LB မှာဖြစ်တဲ့ Alando Verde တို့ Hulles Conte တို့အတွက်ကတော့ defensive ကိုပို့ပြီးတော့ကာကွယ်ရမယ်လို့ကျွန်တော်အနေနဲ့ယူဆရပါတော့နော်ဆိုတော့ကကျွန်တော်လည်းကြည့်ကြည့်ရပါတော့ပွဲတွေကတော့အများကြီးဆိုတော့ပြန်ပဲကလည်းတတင်းတတင်းမလူတဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ခုနပြောသလိုပဲအဲ့လိုအသင်မျိုးနဲ့သာတွေ့ခဲ့ရင်တော့ကျွန်တော်ဘာစီလိုနာဟာဖာမင်လိုပဲနဲ့ရာဖီညာကိုတကယ်လွမ်းနေမိမှာပဲပေါ့နော်ညီကိုတို့ကဘယ်လိုထင်လဲညီကိုတို့အနေနဲ့ဖာမင်လိုပဲနဲ့ရာဖီညာမရှိတဲ့အချိန်မှာဘာစီလိုနာအနေနဲ့တယောက်မရှိတာတော့တော်သေးတယ်ဗျာခုနှစ်ယောက်ဆိုလို့မရှိတဲ့အတွက်ကြောင့်ဒီလိုပက်စင်နေပါတီကယ်သရက်တွေကောင်းတဲ့ကစားသမားတွေမရှိဘူးအနာဂျီအရန်သုံးတဲ့ကစားသမားတွေမရှိဘူးဟန်စီဖေးလေးကြိုက်တာအဲ့လိုကစားသမားမျိုးတွေပေါ့နော်တကယ်တော့ယန်နီအိုမိုတို့ကကြာတော့ creativity အကောင်းနဲ့ fishing အကောင်းနဲ့ technical control တွေကောင်းတယ်ကျွန်တော်ရဲ့အကောင်းမှမှာညီကိုတို့အနေနဲ့ဖာမင်လိုပဲနဲ့ရာဖီညာမရှိတဲ့ပြဿနာဟန်စီဖေးလေးအနေနဲ့ဘယ်လောက်ထိဖြေရှင်းသွားနိုင်မလဲဆိုတာကို အဲကျွန်တော်ဆွေးနွေးပေးပါအောင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးလုပ်ခဲ့ပေးကြပါအောင်ခင်ဗျာကျွန်တော်ကြည့်ရှုပေးတဲ့ညီကိုတွေအားလုံးကျေးဇူးတင်ပါတယ်